ဒီကားကိုဒါတရေကားကိုဒါပထမအဦးဆုံးခြိုက်ကူးတာဖြစ်ပါတယ်ဒီကားထဲမှာဆိုကျွန်တော်ကုန်းနေစားထားတယ်ပေါ့နော်ဒီတွားတွေကိုနည်း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 ညစ်ပတ်အောင်ပေါ့နော်ဆိုတော့အဲကုန်းတွေကပုံမှန်စားလေးစားတာမရှိဘဲနဲ့စားတော့ဒီထုံးတွေပေါက်ပြီးတော့ဒီအဆောင်တွေဆိုတော့အရန်ပြဲပြီးတော့အဲ့လိုအမတ်တရားတွေကတော့အများကြီးပါပဲဟိုချစ်တဲ့ဘုပညာတော်မမရေနဲ့စစ်စီလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပေါင်းခွင့်ရလို့ဒီမမျိုးရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုတဲ့ဒီမှာ အချိန်ကလည်းညဒီဟိုပေါ့နော်နှစ်နာရီခွဲသုံးနာရီဆိုတော့ကိုယ်နည်းနည်းတော့ကြောက်တာပေါ့နော်ဟာအဲ့ချိန်မှာမြန်တရားရောက်နေအောင်မဝင်ပူးသွားမလားဆိုရဲစိုးရိမ်စီလေးတော့ရှိခဲ့ပါတယ်ခေါ်လဲခေါ်လာပါတ िश ူလဲဆောင်လာပါဒါပေမဲ့ဇလန်းကတော့လေအဲတခုကြောက်စရာတခုတည်းကိုပေးရဲဟိုရတာမဟုတ်ဘူးပေါ့နော်သိလို့ရှားပါတယ်အကုန်လုံး team တစ်ခုလုံးက ဒါအမှုပညာရှင်ဘောင်နှမတွေရောအဲတက်ပညာရှင်တွေရောအကုန်လုံးတစ်ဖွဲ့လုံးအင်တိုင်းအားလိုက်ကြိုးစားထားတဲ့အတွက်ကြောင့်မလို့ရင်ခုန်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မတင်ခင်ကတည်းကပြိသက်တွေအရန်ကိုအားပေးနေကြတယ်ဆိုရဲအတွက်ကြောင့်မလို့လဲတူတယောက်ချင်းစီပြည်သက်တွေဝင်ရပေးကြတာလည်းအကုန်လုံးကျေးဇူးတင်ပါတယ်လို့ဒီနေ့ကနေထပ်မံပြီးတော့ပြောချင်ပါတယ် အာဒါဒီဒီကားကပေါ့နော်မကင်းနဲ့တော့ကျွန်တော်ဒီလူမြညာလို့ဆက်လုပ်တဲ့အချိန်မှာအမဟောကနီကနေပြီးတော့အဒီဗီဒီယိုကားတကားတော့ရိုက်ခဲ့သေးတယ်အဲဒါပေမဲ့ဒီကားကတော့ဒါပထမဆုံးရုပ်ရှင်ကားအနေနဲ့မကင်းနဲ့ပြန်လည်ပြီးတော့အဲဆယ်စုနှစ်တစ်စုစာကြာပြီးတဲ့အချိန်မှာပြန်ပြီးတော့စုံစည်းခွင့်ရတာပေါ့နော်ဆိုတော့အရင်လဲရင်ခုန်တယ်ပြီးတော့ဟိုဒီလင်းငုံနဲ့အဲကျွန်တော်ဘက်ကလည်းဖိုးတီဖြစ်အောင်ပေါ့နော်လင်းငုံကိုအရေးကြီးနေတဲ့အဲ the youth site တွေစောင့်ရှောက်တယ် အဲသူ့ဘက်ကနေအမြဲရက်တည်ပေးတဲ့ဖူးတည်ဖြစ်အောင်တော့အကောင်းဆုံးကြိုးစားပုံဖော်ထားပါတယ်ဆိုတော့ဒီအခုလာမဲ့32ရက်နေ့ကနေစပြီးတော့ဒီနှုတ်ဝင်တွေကတနိုင်ငံလုံးမှာပြသမှာဖြစ်တဲ့အတွက်ပြည်သက်ရဲ့အဲ feedback ကဘယ်လိုလာမလဲဆိုတာတကယ်ကိုရင်ခုန်သွားတဲ့ဆောင်းပိုင်းတွေချစ်ကြီးပါတယ်ချစ်ကြီးပါတယ်ကျွန်တော်ဒီဖူးတည်ဆိုတဲ့ character ဖြစ်ဖို့ဟာဆိုလဲကျွန်တော်အများကြီးဟိုစူးစမ်းအထောက်ထားရတယ်ဘာလို့လဲဆိုတော့ ဟိုဒီဖိုးတီဆိုတော့ဒီလင်းကုန်ကိုရမ်းချစ်တဲ့ကြော်သားကောင်လေးပေါ့နော်သူ့နေရာမှာဆိုရင်ကျွန်တော်မနက်မိုးလင်းလာနဲ့အဲ့လိုအသားညိုတဲ့မိတ်ကလေးကိုတော့ချောက်လင်းရပါတယ်လင်းရတယ်ပြီးတော့ဒီကျွန်တော်တို့ပင်းတရမှာအရင်အေးတာပေါ့နော်အေးတော့ကျွန်တော်တို့ကဒီညာဘိုင်းနေဆိုရင်လေညာဘိုင်းနေရိုက်တာများတာ ਉਹ များတော့ကိုကရှူတင်ပြီးတဲ့အချိန်ဆို၄နာရီခွဲ၅နာရီ ဲ့ဒီမှာဒီ make up အညိုတွေကလည်းဖြတ်ကိုဖြတ်ရမှာဆိုတော့ရေတစ်ခေါက်ချိုးအဲ့မှာအရင်အေးပြီးတော့ဟိုတကယ်အမှတ်ရရအများကြီးပါတယ်ပေါ့နော်ဟိုပြီးတော့ကျွန်တော်ဆိုဒီ body ဖြစ်ပေါ်ရတော့ဒီဒီကားထဲမှာဆိုကျွန်တော်ကုန်းနေစားထားတယ်ပေါ့နော်ဒီသွားတွေကိုနည်း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 ညစ်ပတ်အောင်ပေါ့နော်ဆိုတော့အဲ့ကုန်းတွေကပုံမှန်စားလေးစားတာမရှိဘဲနဲ့စားတော့ဒီထုံးတွေပေါက်ပြီးတော့ဒီအဆောင်တွေဆိုတော့အရင်ပြဲပြီးတော့ အဲ့လိုအမတ်ရရကြီးကတော့အများကြီးပါပဲဟုတ်ဟုတ်တယ်ခုနကတော့ပြောနေရယ် Halloween နဲ့ကိုတတ်တိုက်ဆက်ဆိုင်ယုံတင်လို့ရသွားတယ်ပေါ့နော်ဆိုတော့သူတော့ထူးခြားသွားတယ်ပေါ့ပြီးတော့ Halloween မှာလည်းကစ်တို့တွေနော်ဟိုတခုခုပေါ့ပြည်သက်တွေတည်းလည်းစုံတွေ့ဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါလည်းမကြမီ ကြီးညာပါမယ်ဟုတ်အာခက်ခဲတဲ့ဘိုင်းတွေကလည်းရှိခဲ့ပါတယ်ပြီးတော့ဟိုကျွန်တော်ဆိုခုနကဟိုကပြောသလိုပေါ့နော်ဒီဆောင်းရင်ဆောင်းရင်တွေဆိုတဲ့နေရာမှာဒီကျွန်တော်တို့ရိုက်တဲ့အချိန်ကခုနကပြောလို့ပေါ့မနဲ့မိုးလင်းတဲ့ဒီအဲလုံးဝလုံးဝဒီဒီထွက်တော့မှကျွန်တော်ရှိနေချက်ကြအဲ့အချိန်မှာဟိုမမျိုးရဲ့အခန်းတွေမှာဆိုလဲအလိုမမျိုးကအလိုဒီလာကြလာကြဆိုခေါ်ရဲ့အချိန်မှာဆိုတကယ်တမ်းနှစ်နာရီခွဲသုံးနာရီလောက်ပြီးတော့အဲ့တော့အုံကြီးရဲ့မှာရိုက် ရာသီဥတုကလည်းအရင်အေးစိတ်ရင်လည်းပြီးတော့အကုန်လုံးကလည်းမှောင်မဲနေတာပေါ့နော်ဒီရိုက်ကွင်းရိုက်တဲ့နေရာလောက်ကလွဲပြီးတော့ဟိုချန်တဲ့နေရာကြီးကတကယ်တော်ရဲမှာပဲရိုက်တာဆိုတော့တော်တော်ဝေးတာတော်တော်ဝေးတာအဲ့နေနေရဲ့နေရာနဲ့တနအီခွဲလောက်ကားစီးပြီးတော့ကားမောင်းပြီးတော့မှသွားရတာဆိုတော့အဲ့အချိန်ဒီမှာဆိုအရင်ကြောက်တယ်လေကြောက်ရဲဆိုတော့အဲ့လိုလာဟိုဒီပေါ့နော်မမျိုးရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုတဲ့ဒီမှာအချိန်ကလည်းညဒီဟိုပေါ့နော် နှစ်နာရီခွဲသုံးနာရီဆိုတော့ကွယ်နည်းနည်းတော့ကြောက်တာပေါ့နော်ဟာ ဒါအဲ့ချိန်မှာမြန်တရားရောက်မြန်ဥမာဝင်ပူးသွားမလားဆိုရဲစိုးရိမ်စီလေးတော့ရှိခဲ့ပါတယ်။အာရွတ်တယ်ရွတ်တယ်။ကျွန်တော်တောက်လျှောက်ပရီကျွန်တော်တောက်လျှောက်ပရီနဲ့စင်နေတယ်ဖျားဖျားစာရည်နဲ့တောက်လျှောက်ရွတ်နေတာပေါ့နော်ဟုတ်။ခေါ်လဲခေါ်လာပါတ िश ူလဲဆောင်လာပါ။ဒါမဲ့ဇလန်းကတော့လေအဲတခုကြောက်စရာတခုတည်းကိုပေးတဲ့ဟိုရတာမဟုတ်ဘူးပေါ့နော်ကြောက်စရာလည်းပါမယ်စိတ်ဝင်စားစရာလည်းပါမယ်ပြုတ်ကွက်လေးနဲ့ဆပ်စပန့်လည်းပါမယ်ရိုမန့်လည်းပါမယ်ထူးထူးခြားခြားလေးတော့ဖြစ်မယ်လို့ထင်တယ်နော် ီကြဖြစ်မှာပါဟိုတော့နောက်ဝင်အောက်တိုဘာ31ရက်နေ့မှာတနိုင်ငံလုံးမှာရုံတင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချစ်တဲ့ပရိသတ်တွေအဲစိတ်ဝင်စီစကားကိုစိတ်ဝင်စားတဲ့ပရိသတ်တွေကြည်ကျင်တဲ့သူတွေအကုန်လုံးလာရောက်ဝင်ရအားပေးပါလို့ဖိတ်ခေါ်ပေးရစီရှင် ကဲဟိုဘောနော်ခုနကပြောသလိုပါပဲကျွန်တော်တို့လာမဲ့အဲ30ရက်နေ့မှာဒီကားလေးယုံတင်တော့မယ်ယုံတင်တဲ့အချိန်မှာလည်းပြိတ္တတွေနဲ့ဒီလိုစုံစည်းကြပါတယ်ဒီကားလေးယုံတင်ပြီဆိုတာနဲ့တ िश ူပြီးတော့ဝေဖန်အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဒီကောင်ကျေးဇူးပါ